်းများအားလုံးပဲမင်္ဂလာပါအခုလှည့်ကြတာကတော့ Sally City စီစဉ်မဲ့ဖြစ်ပါတယ်ဒီစီစဉ်ကိုကျမကျူချမ်းကတာဝန်ယူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီတစ်ပတ်ပြောပြပေးမယ့်အကြောင်းအရာတွေကတော့ချစ်သူနဲ့မကြခင်မှာလက်ထပ်တော်မဲ့ TR အဖွဲ့ဝင် Onjun ဝေဖန်မှုများစွာခံခဲ့ရတဲ့ W Magazine ရဲ့ရင်သားကင်စာရန်ပုံငွေပွဲလီမင်ဟိုပါဝင်တရုတ်ဆောင်မဲ့နိုင်ငံရေးထရီလာရုပ်ရှင် Assassins ချစ်သူနဲ့အတူကမ်းခြေသွားလေခဲ့တဲ့မင်းသမီး Mid Charlie Da လမ်းခွဲလိုက်ကြပြီဖြစ်တဲ့ Tom Cruise နဲ့ Anadi Armas ကလေးတွေကိုအဆက်အသွယ်မလုပ်တဲ့အဆိုတော် Kanye West လက်ထပ်လိုက်ပြီးဖြစ်တဲ့ Dangle မင်းသမီးလေး Zaira Watson အဆောက်ရှိတဲ့စိတ်ဝင်စားဖွယ်သတင်းတွေပါဝင်သွားမှာပါရှင်။ Tiara ဖွဲ့ဝင်ဖြစ်တဲ့ On Joon Ha သူမထက်အသက်၈နှစ်ဝန်းကျင်กว่าတဲ့နာမည်ကြီး Director Kim Byung Win နဲ့လက်ထပ်တော်မယ်လို့ကြေညာလိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာမကြခင်မှာမင်္ဂလာပွဲကိုကျင်းပသွားမှာဖြစ်ပြီးတော့ပွဲကိုဆွေမျိုးတွေနဲ့ပဲအချင်းချင်းပြုလုပ်သွားမယ်လို့သိရပါဗျ။သူမနဲ့လက်ထက်တဲ့ဒါရိုက်တာဟာအသက်55နှစ်ရှိတဲ့နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်ပြီးတော့ Blue Dragon Film Award ရဲ့အကောင်းဆုံးဒါရိုက်တာဆုနဲ့ Bexan Arts Award ရဲ့အကောင်းဆုံးဒါရိုက်တာဆုတွေရရှိထားပါဗျ။ဒီနေ့မှာတော့မကြသေးခင်ကရုံတင်ပြသခဲ့တဲ့နမဲကြီးတရုပ်ဆောင်များစွာပါဝင်ထားတဲ့ Omnisix Reader The Profree ကိုလည်းရိုက်ကူးထားတဲ့ The Prophecy ကိုလည်းရိုက်ကူးထားတဲ့ director တယောက်ဖြစ်ပါရဲ့ရှင်ဝမဂ္ဂဇင်းကိုရီးယားကနေဥဆောင်ပြီးတော့ရင်သားကင်ဆာရန်ပုံငွေပွဲကိုတောင်ကိုရီးယားနိုင်ငံကနာမည်ကြီးအနုပညာရှင်တွေနဲ့မကြသေးခင်ကကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီရန်ပုံငွေပွဲကို BDS အဖွဲ့ဝင်တွေအပြင်ဗျန်ဝူဆော့ခ်၊လီချေမင်၊ပက်ဆွန်ဂျူ၊ပက်ဥဘင်၊ကင်ဆဲဂျုံ၊ဂျိုယိုဘင်၊လီယိုမီ ရိုဂျယ်ဂျီခရစ်စတယ်လီဂျီယွန်ချီဆိုနီကေမေဟာပက်ကြောင်ယွန်မွန်ဆိုရီစတဲ့နာမည်ကြီးတရုတ်ဆောင်မင်းသားမင်းသမီးတွေနဲ့တခြား K-pop အဖွဲ့တွေပါများစွာတက်ရောက်ခဲ့ကြပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းအမှုပညာရှင် များစွာတက်ရောက်ခဲ့တဲ့ပွဲဟာလူများပြီးတော့တက်ရောက်ခဲ့တဲ့သူတွေရဲ့ပုံတွေကဆိုရှယ်မီဒီယာမှာတက်လာတဲ့အခါမှာတော့လူပြောအများဆုံးပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ ပွဲရဲ့အဓိကအကြောင်းရင်းကရန်သားကင်ဆာရန်ပုံငွေဖြစ်ပေမဲ့အကောင်စားအဝတ်စားတွေဝတ်ပြီးတော့ပွဲတွေအပြိုင်တက်ကြပြီးရန်သားကင်ဆာအကြောင်းနည်းနည်းမှမဟာသွားတာဖြစ်တဲ့သလားဆိုပြီးတော့ဝေဖန်ခံခဲ့ရတာပါအဲ့ဒီပွဲမှာတော့မင်းသမီးပက်ဦးဘင်လည်းတက်ရောက်ခဲ့ပြီးမဲ့ပွဲရဲကိုခဏပဲဝင်ပြီးတော့ပွဲတက်ကအဖြစ်ပြက်တွေကပွဲနမည်နဲ့မကန့်ညီတာကြောင့်ခဏလောက်နေပြီးတော့ချက်ချင်းပြန်ထွက်ခဲ့တယ်လို့အပြန်လမ်းမှာ live လွှင့်ပြီးပြောခဲ့ပါဗျာ တက်ရောက်ခဲ့တဲ့အမှုပညာရှင်တိုင်းဝေဖန်ခံရတဲ့ W Magazine ရဲ့ရင်းသားကင်စာရမုံငွေပွဲမှာတော့ဗျံဝူဆုပ်ကတော့ချစ်စရာကောင်းတဲ့အပြုတ်မှုလေးနဲ့တက်ရောက်ခဲ့တဲ့ဆိုပြီးတော့ချီးကျူးခံခဲ့ရပါတယ်ဝူဆောက်ကသူ့ရဲ့အင်ဂျီပေါ်မှာရင်သားကင်ဆာကိုကိုစားပြုတဲ့ပန်းရောင်ရင်တိုးလေးကိုဂယုတစိုက်ဆောင်ပြီးတော့လဝတ်တစာတွေဝတ်ဆင်ခြင်းမရှိဘဲတက်ရောက်ခဲ့တာကြောင့်ဖြစ်ပါရဲ့ရှင်။ ဂူကျုံဖြိုးဆိုပြီးတော့ပရိသတ်အချက်ကိုဒီကနေ့တိုင်သိမ့်ပိုက်ထားတဲ့တန်ကိုရီးယားမင်းသားဂျော်လီမင်ဟိုဟာတခြားကိုရီးယားသရုပ်ဆောင်တွေဖြစ်တဲ့ယူဂျင်းဟင်နဲ့ပက်ဟေးအေအီရိုနဲ့အတူနိုင်ငံရေးသရီလာရုပ်ရှင်သစ် Assassins မှာအတူတူပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီးတော့အဲ့ဒီရုပ်ရှင်ကို Anomaly Family ကိုရိုက်ကူးခဲ့တဲ့ ဝါဂျင်ဟိုကဒါရိုက်တာဖြစ်တာဝန်ယူရှိုက်ကူသွားမှာဖြစ်ပါတယ်။အဲဒီဇလန်ဟာ1994ခုနှစ်ဩဂတ်လ15ရက်နေ့ကကိုရီးယားသမ္မတပက်ချောင်ဟီကိုလှုပ်ကြံမှုစူးစမ်းခဲ့တဲ့အဖြစ်အပျက်ကိုအခြေခံထားတာပါ။ Assassins မှာ Back Hey E ကတော့လောက်ကျမှုနဲ့ပတ်သက်တဲ့မိကုံထုတ်စရာတွေကိုစုံစမ်းစစ်ဆေးတဲ့ News Editor တယောက်အဖြစ်ပါဝင်มาဖြစ်ပါတယ်။ယိုဟင်းကျင်ကတော့ဒီအဖြစ်ပျက်ကိုမျက်မြင်တွေ့ရှိခဲ့တဲ့ Police Inspector တယောက်အနေနဲ့ဖြစ်ပြီးတော့လီမင်ဟိုကတော့ဒီအဖြစ်ပျက်ကိုမျက်မြင်တွေ့ရှိခဲ့တဲ့ Journalist တယောက်အဖြစ်ပါဝင်သွားมาဖြစ်ပါတယ်။တရုတ်ရှင်ကိုလာမယ့်2026ခုနှစ်မှာရုံတင်ပြသဖို့စီစဉ်ထားတယ်လို့သိရပါပါတယ်ရှင်။ ထိုင်းမင်းသမီးကျော် Mid Charlita ဟာသူမချစ်သူနဲ့အတူကမ်းခြေကိုအပန်းဖြေခီးထွက်ခဲ့ပြီးတော့အတူတူပျော်နေတဲ့ပုံလေးတွေကို Instagram မှာတင်ထားခဲ့ပါတယ်။မီဒီယာအခြေရေးကတွဲပြီးမတွေ့တာနဲ့ပြက်ပြီးသူမချစ်သူကနောက်တစ်ယောက်နဲ့ဆက်သဖြင့်အသရင်မတွေနဲ့မကြမကြတွေ့ရပေမဲ့သူမကတော့သူမချစ်သူနဲ့အဆင်ပြေကြောင်းကိုအင်တာဗျူးတွေမှာမစ်ကကပယ်ပုံမတင်နိုင်မတွေ့ကြတာအတူတူမရှိကြတာလို့ထင်နေကြတယ် တကယ်ကမကြမကြတွေးကြတယ်ပုံတွေလည်းရှိတယ်မတင်တာက Instagram မှာ personal အရင်မဆန်ကျင်လို့ပါမိတို့အစဉ်ပြေပြေရှိကြတယ်လက်ထပ်မှအချက်မှမဟုတ်တာလက်မထပ်ဘူးလို့လည်းမဆိုလို့ဘူးမိမိသားစုအတွက်လှုပ်ပေးချင်တာတွေရှိသေးတယ်မိသားစုအတွက်နေသားတကျဖြစ်အောင်စီစဉ်ပြီးချိန်မှမှသူမလက်ထပ်ဖို့အတွက်အချိန်ယူမယ်လို့ဖြေကြခဲ့ပါတယ်ရှင် ဟောလိဝုဒ်ရဲ့စူပါစတာတွမ်ခရုစ်နဲ့ဘလိတ်ရန်နာ2049သရုပ်ဆောင် Anna De Armas တို့ဟာခရီးတူတူထွက်ပွဲရီအတူတူတက်ညစာရီအတူတူစပြီးတဲ့နောက်ကိုလာအကြံမှာတော့ပြတ်ဆဲသွားပြီဖြစ်ပါတယ် လေဆက်သူတစ်ယောက်က Tom Cruise နဲ့ NRG Armas ဟာရုပ်ရှင်တကားလိုပဲအဆုံးသတ်ခဲ့ကြတာဖြစ်ပြီးတော့ချစ်သူရည်စားတွေလိုဆက်ဆံရေးအနေနဲ့အဆင်မပြေခဲ့တာကြောင့်မိတ်ဆွေတွေလိုလှုပ်ဖို့ကင်ဖက်တွေလိုပဲနေကြမှာဖြစ်တယ်လို့ရုပ်ရှင်သစ်ဒီပါအတွက်အလုံးလုံးဖို့ကိုပဲဦးစားပေးကြတာမှာဖြစ်တော့ဖြစ်တယ်လို့ပြောကြခဲ့ပါတယ်အဲ့ဒီထွက်ရှိခဲ့တဲ့သတင်းပေါ်မှာတော့ Tom Cruise နဲ့ Anna De Armas တို့ဘက်ကတစုံတရာတော့အတည်ပြုပေးတာမရှိသေးပါဘူးရှင်။ နမကြီး social media star kim kardashian ဟာသူမခင်မွန်ဟောင်းအစိုးရခန်းကြီးကသူ့ရဲ့ကလေးတွေကိုနှစ်လလုံးလုံးမဆက်သွယ်ဘူးလို့ alex cooper နဲ့ interview မှာပြောခဲ့ပါတယ်။ခန်းကြီးနဲ့ kim တို့ကတော့ကလေးလေးယောက်ရှာရှိခဲ့ပြီးတော့ north က16နှစ် south က9နှစ် chicago က9နှစ် sam က6နှစ်တို့ဖြစ်ကြပြီးတော့အားလုံးက kim နဲ့အတူတူနေကြပါတယ်။ အရင်ကကလေးတွေကိုအတူတူတာဝန်ယူဖို့ဂတိပြုခဲ့ကြပေမဲ့ကျမအနားမှာအားလုံးကနေကြတယ်ဆိုတော့ကျမကပဲအကုန်ကြည့်ရှုစောက်ရှောက်ခဲ့ရတာဖြစ်ပြီးတော့သူတို့အတွက်အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့ပါတယ်။ကလေးတွေအလုပ်ကတော့မလွယ်ကူဘူးသူတို့အဖေနဲ့လည်းအကောင်းဆုံးဆက်သွယ်စေချင်ပေမဲ့အရင်တော့ကအချိန်မှာတော့ခဏခဏဆက်သွယ်ခဲ့ကြတယ်။အခုတော့ဖုန်းမပြောကြတာနှစ်လကျော်ရှိပါပြီဆိုပြီးတော့ရှင်းပွင့်ပြောဆိုခဲ့ပါတယ်ရှင်။အမေရိကန်နဲ့အတူ ဒန်ဂယ်ဇက်ကားထဲမှာပါဝင်ခဲ့ပြီးတော့ပြည်သက်တွေသဘောကျခဲ့တဲ့ Secret Superstar ဇက်ကားနဲ့ Periran Ka Chopra ရဲ့သမီးအဖြစ်ပါဝင်ခဲ့တဲ့မင်းသမီး Zaira ဟာ Bollywood လောကကိုထွက်ခွာပြီးတော့6နှစ်အကြာမှာလက်ထပ်လိုက်ပြီးဖြစ်ပါတယ်ဆိုင်ရာဟာပြည်သက်အချက်နဲ့အားပေးမှု များစွာရရှိခဲ့ပေမဲ့2019ခုနှစ်မှာတော့အမှုညာလောကကနေအနားယူထွက်ခွာခဲ့ပါတယ်။ဆိုင်ရာဟာအစ္စလမ်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့အပေါ်မှာဘာသာရေးယုံကြည်မှုနဲ့အတူအမှုညာလုပ်ငန်းတွေကိုရပ်တန့်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ကဲဒီတစ်ပတ်အတွင်းကအနုပညာသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အခုတစ်ခေါက်ဆက်လီစီတီအစီအစဉ်ကတော့ဒီလောက်ပါပဲ။ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ကျန်းမာသုခရကြပါစေရှင်။